ီနေ့ PUBG Mobile မှာ glitch ပင်အသေးထွက်ရှိထားပါတယ်။ကန်တစ်ချက်လောက်စမ်းကြည့်ကြည့်အောင်ဗျာ။ဘလောက်ထိမှကန်ကောင်းမလဲ။ဒါမှမဟုတ်ဘလောက်ထိမှကန်ဆိုးမလဲပေါ့ဗျာ။နောက်တစ်ခုက PUBG Mobile ရဲ့2025 PMGC Exclusive DF Frame နဲ့ Statue ကိုဘလို့ပုံစံ free အပိုင်ယူရမလဲ။ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဖော်ပြပေးပါမယ်။ပထမအဦးဆုံးတော့ဒီရဲ့ glitch ပင်မှာကန်တစ်ချက်လောက်စမ်းကြည့်ကြည့်အောင်ဗျာ။ပထမအဦးဆုံး 0UC ပေါ့ဗျာ။ 0UC နဲ့ဘာပေါ့မလဲပေါ့ဗျာ။ထွေထူးကျော်ကောင်းတဲ့ item ပေါ့မှာတော့မဟုတ်ပါဗျာ။ mini ဒီရဲ့ဂျမ်မူရရှိသွားပြီဖြစ်ပါတယ်။ဆယ်ကပေါ့ဗျာ။တစ်ခါလေး spin လုပ်ကြည့်ကြည့်အောင်ဗျာ။ဒီမှာကျွန်တော် ကတော့ pre order တင်ထားတာဖြစ်တဲ့အတွက် 0UC ဆိုရင်မှဖော်ပြပေးထားတာရှိပါတယ်ဒီရဲ့ 0UC နဲ့ဘာရရှိမလဲပေါ့ရကောင်းတဲ့ item Victor Lee ပါလေးပေါက်လိုက်တယ်ဆိုရင်တော့ mini jam နဲ့ကြောရရှိသွားပြီဖြစ်ပါတယ်ကံကတော့ကျော်ထွေတူးကောင်းတာမျိုးမရှိပါဘူးဗျ 0UC နဲ့ပေါ့ဗျတစ်ချက်လောက် spin ပြန်လှုပ်ချီချီရအောင်များ okay ဒီမှာ mini jam ရရှိသွားပြီဖြစ်ပါတယ်ဒီမှာပုံမှန်အတိုင်းတရက်တားရဲ့ပထမအုပ်ဆုံး spin ကတော့ 10UC ချတင်မှာဖြစ်ပြီး10က spin လှုပ်တယ်ဆိုရင်တော့ UC 940ချတင်မှာဖြစ်ပါတယ် spin ပေါ့ဗျတစ်ချက်လောက်စမ်းကြည့်ချီရအောင်များ okay ကံကတော့ကောင်းတာမျိုးမရှိသေးပါဘူး10ကပေါ့ဗျကျော်တစ်ခါတည်းသွားချီချီရအောင်များ item ကောင်းကောင်းလေးပြီးတ တယ်ဆိုရင်တော့တော်တော်လေးကိုမိုက်မှာစွန်းနေပဲပေါ့ဗျာဒီမှာရှိရှိပါဒီမှာမီပလင်းကိုရရှိသွားပြီဖြစ်ပါတယ်ကန်ကတော့ကျွန်တော်အလောက်ကြီးကောင်းတာမျိုးတော့မရှိသေးပါဘူးဗျာโอเคဆိုတော့လွှဲလိုက်ပါမယ်တစ်ခါသွားပါမယ်အဲ့ဒါပြီးကျတော့10ကပေါ့ဗျာတစ်ခါတည်းသွားကြည့်ကြည့်အောင်ဗျာ skip ဆိုတော့လွှဲလိုက်ပါမယ်ဒီက jam အသေးကိုရရှိသွားပြီဖြစ်ပါတယ်10ချိန်ပေါ့ဗျာကျတော့တစ်ခါတည်းသွားကြည့်ကြည့်အောင်ဗျာကျေးဇူးပြု PUBG Mobile လေးကောင်းတဲ့ item လေး wow ကျပွဲကြီးကိုရရှိသွားပြီဖြစ်ပါတယ်အဓိက jam ကိုလည်းရရှိသွားပြီဖြစ်ပါတယ်ကံအားတော့ကျွန်တော်မစိုးလို့ပြောလို့ရပါတယ်ဗျာကြီးကြီးပါโอเคဆိုတော့လုလိုက်ပါမယ် โอเคဒီကဂျမ်းအချီကိုရရှိတယ်ဆိုတာအောက်ကလက်ကတရားပြေလို့ရရှိသွားတာဖြစ်ပါတယ်ကန်ရတော့ဗောဗျာတိတ်မကောင်းသေးဘူးလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ဗျာโอเคဆိုတော့လွှတ်လိုက်ပါမယ် skip ဆယ်ကကျော်တစ်ခါလေးသွားရှိရှိအောင်ဗျာကျေးဇူးပြု PUBG Mobile လေးကောင်းတဲ့ item လေးလုတ်လိုက်ပါဆိုတော့လင်းကျွန်တော်ထွေထူးပေါ့ဗျာကောင်းတဲ့ item တွေပါရရတာမျိုးတော့မရှိပါဘူးဗျာโอเคဒီမှာကြည့်ရမယ်ဆိုရင်တော့ကျွန်တော်55ချိန်လေးပြီးသွားပြီဖြစ်ပါတယ်ကျွန်တော် spin ကိုဒီလောက်မှပဲနားလိုက်ပါမယ်တကြီးရပေါ့ဗျာ30နဲ့ကျော် spin လုတ်သွားပါမယ်တကယ်ချင်းလို့လေပေါ့ဗျာ UC တွေပါရချွေတာခြင်းနဲ့ဆိုရင်တော့တစ်ခါလေးပေါ့ဗျာအများကြီးမလင့်နိုင်ဘူးဆိုရင်တော့တကြီးရ30ပေါ့ဗျာ spin လုတ်သွားလို့ရပါတယ်ဒီမှာကန်ကောင်းနေ ည်ဆိုရင်တော့ဗျာ item ကျတော့ကောင်းကောင်းပေါက်မှာဖြစ်ပါတယ် reward တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ outfit ကိုတွေးမြင်ရမှာဖြစ်ပါတယ် glacier နဲ့အဖြူအောင် team တုံးထားပြီးပါတယ်တကယ်ရှင်းတော့ဒီ outfit နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပေါ့ဗျာဒါတော့သူရဲ့ entry emote ပဲဖြစ်ပါတယ်ကြည့်ကြည့်ပါ entry emote ကတော့တော်တော်လေးကိုမိုက်ပါတယ်နောက်တစ်ခု standing pose အနေထားကိုကြည့်ရမယ်ဆိုရင်တော့ဒီပုံစံပဲဖြစ်ပါတယ်ဒါရိုးရိုး standing pose ပဲဖြစ်ပါတယ်နောက်ဆုံးတကယ်ရှင်းတော့ဒီမှာ victory bar ရှိတယ်ဆိုရင်တော့သူရဲ့ standing pose အနေထားတော့ဒီပုံစံပဲဖြစ်ပါတယ်ကြည့်ကြည့်ပါပုံစံနေထားအောက်မှာကြည့်ရမယ်ဆိုရင်ဒီရဲ့ rocket missile လေးပါချတာပြတာမျိုးရှိပါတယ်တော်တော်လေး းကိုမိုက်ပါတယ်ဂန်စကင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ absolute 0ပေါ်ရာဒီက victor ကိုတွေးမိရတာမျိုးရှိပါတယ်ဒီကောင်ပေါ်ရာတရားမှတရားရေခဲ victor လို့ခေါ်လို့တော့မရပါဘူးဗျ glacier theme သုံးထားပေးတာမျိုးတော့ရှိပါတယ်ဒါပေမဲ့လုံးမပေါ့ဗျာ ရေခဲ Victor တော့မဟုတ်ပါဘူးဗျာဒီမှာကျတော့ရေခဲစောင့်နေတဲ့တငယ်ချင်းတွေအတွက်ပေါ့ဗျာလာမယ့် glitch ပြင်မှာဒီ car 98ရေခဲကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှလည်း PUBG Mobile ဘက်ကနေ official ပုံချပြပြီးသွားပြီဖြစ်ပါတယ်ဒီ glitch ပြင်မှာတငယ်ချင်းတို့ဂန်နီဘာတွေမကြိုက်ဘူးဆိုရင်လာမယ့် glitch ပြင်မှာပေါ့ဗျာ Germany ဘာတွေပြောင်းပြီးမှတငယ်ချင်းတို့အနေနဲ့ဒီရေခဲ car 98ကို redeem လုပ်လို့ရပါတယ်ဗျာတခြားပေါ့ဗျာဟိ effect တွေဘာတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်သူရဲ့ look rate ကတော့ပုံမှန်ပဲဖြစ်ပါတယ် final form ကတော့ဒီပုံစံပဲဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ဒီ elimination podcast ကို တော်တော်လေးကိုကြိုက်ပါတယ်ပုံစံအနေထားတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရပါတယ်ဗျာတခြား item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ပုံမှန်အတိုင်းပဲပေါ့ဗျာဒီက glider တွေပါတွေးမြင်ရတာမျိုးရှိပါတယ် emote တွေပါတွေးမြင်ရတာမျိုးရှိပါတယ် lobby တွေးမြင်ရတာမျိုးရှိပါတယ်ဒီလိုမှကျွန်တော်ကတော့လာတိုင်းပေါ့ဗျာဒီက lobby တော့ redeem လုပ်တာမျိုးရှိပါတယ်ဗျာ jump the dome နဲ့ကျွန်တော် lobby ရရှိမှာဖြစ်ပါတယ်ဒီမှာချိရမယ်ဆိုရင် jump the dome နဲ့ပေါ့ဗျာတန်တယ်လို့ပြောလို့ရပါတယ်ဗျာတခြားတော့ပုံမှန်အတိုင်းပဲဒီက space gift တွေနဲ့တော့ material တွေပါတွေးမြင်ရတာမျိုးရှိပါတယ် returning item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီက outfit ပြန်လာထားတာမျိုးရှိပါတယ်နောက်တစ်ခုက EKM skin ပြန်လာထား ားတာမျိုးရှိပါတယ်တကယ်ကြောင့်ကြိုက်တယ်ဆိုရင်ပေါ့ဗျာ ဒီအကြံနဲ့ဒီမှာလာရင်မှာတကယ်ကျွန်တော် redeem လုပ်လို့ရပါတယ်ဗျာချီချီပါသူနဲ့ပတ်သက်ပြီးမှာကျွန်တော် item တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် job boy skin ကလည်းပုံမှန်ပဲဖြစ်ပါတယ် gun skin ရော outfit ကိုရှိမှာဒီ post ကိုရရှိမှာဖြစ်ပါတယ်ချီချီပါပုံစံအနေနဲ့ထားတော့လုံးဝအလန်းပဲဖြစ်ပါတယ်ဒီလိုမှာတကယ်ကျွန်တော်အနေနဲ့ရောဒီ glitch pin မှာ cancel ဖြစ်လား cancel မဆန်းဖြစ်လား blocky မှာ cancel ကောင်းလဲဒါမှမဟုတ်ကျွန်တော် blocky မှာ cancel ဆိုးလဲပေါ်ရ comment မှာမျှော်ပေးသွားဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်ဆုံးတကယ်ကျွန်တော်ဒီ glitch pin မှာ item တွေပါတွေမချယူဆိုရင်လေ Germany ware စုထားပါလာမယ့်ပေါ်ရ glitch pin အတွက်တကယ်ကျွန်တော် Germany ware ပြောင်းလို့ရတဲ့ event လာမှာဖြစ်ပါတယ်အဲ့ချိန်ပေါ်ရလာမယ့် glitch င်အတွက်ကြံနေပါတယ်ပြောင်းပြီးမှနောက်ဆုံးကား98ရေခဲတွေပါတယ် redeem လုပ်လို့ရပါတယ်ဗျာနောက်တစ်ခုကတော့ event နဲ့ဝင်လိုက်ပါအောက်ဆုံးမှာကြည့်မယ်ဆိုရင်ဖလားပုံစံတွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာဝင်လိုက်ပါ global grand final ဆိုတာကိုဆိုရနိုင်လိုက်ပါဒီမှာကြည့်ရမယ်ဆိုရင်တကယ်ကျတော့ statue ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်းဆုံး exclusive ပဲဖြစ်ပါတယ်တကယ်ကျတော့ဒီအချိန်ယူရင်ယူရမှာဖြစ်ပါတယ်ဒီအချိန်မယူလိုက်ဘူးဆိုရင်တော့ဒီကောင်းယူလို့မရပါဘူးဗျာဒါကြောင့်ကျွန်တော် exclusive ဆိုရင်မှပြောတာဖြစ်ပါတယ် frame ကလည်းသဘောတရားတူတူပဲဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်တကယ်ကျတော့ draw လုပ်ရမှာဖြစ်ပါတယ်တစ်ခါ draw လုပ်ဖို့ဆိုရင်ဒီက token 50လို့တာဖြစ်ပါတယ်စေကဆိုရင် 450ကျပ်တင်မှာဖြစ်ပါတယ်။ဒီအတိုကင်တွေကိုဘယ်ဟာနေရရှိမလဲဆိုတော့ညာဘက်မှာကြည့်မယ်ဆိုရင် predict for reward ပေါ့ဗျာလက်ရှိ PMGC သွားနေတာမျိုးရှိပါတယ်။ဒီမှာတကယ်ကျွန်တော်တို့အနေနဲ့ဘယ်အသင်းရပေါ့ဗျာနိုင်မလဲပေါ့ဗျာတောက်ကြောခက်မှန်းရမှာဖြစ်ပါတယ်။ဒီရပထမတစ်ခု gauntlet ကတော့ကျော်ပြီးသွားပြီဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ရင်မှာကျွန်တော်တကယ်ကျွန်တော်ဗီဒီယိုမတင်ပေးလိုက်ရပါဘူးဗျာ။ညာဘက်အချက်မှာကြည့်မယ်ဆိုရင် green group ပေါ့ဗျာဒီကောင်းတော့27ရက်7လနဲ့30ရက်7လဒီသွားမှာဖြစ်ပါတယ်။ဒီမှာတကယ်ကျွန်တော်ခက်မှန်းရမှာပဲအသင်းတွေက top 3လာမလဲဆိုတော့ခက်မှန်းရမှာဖြစ်ပါတယ်။အောက်မှာကြည့်မယ်ဆိုရင် slash ဆိုတာရှိပါတယ်။ slash ကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ပါဒီမှာကျွန်တော်တစ်ချက်လောက်ပေါ်ရွေးလိုက်ရအောင်ဗျာ။ကျွန်တော်ကတော့ APG ကိုယူလိုက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော် DK ကိုယူလိုက်ပါမယ်နောက်တစ်ခုကကျွန်တော် AE ကိုယူလိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော် OK ဆိုတာလုပ်လိုက်ပါမယ်ကျွန်တော်ကြည့်ရမယ်ဆိုရင်ဒီအသင်း3တင်းကိုယူလိုက်ပြီးဖြစ်ပါတယ်ဒီကနေ့ကြည့်ရမယ်ဆိုရင်ပေါ့ဗျာ coin 90ရရှိသွားပြီဖြစ်ပါတယ်ဥမာကျွန်တော်ယူထားတဲ့ဟာမန်နေဆိုရင်ပေါ့ဗျာ100ရရှိမှဖြစ်ပါတယ်ကျွန်တော်ယူထားတဲ့3ခုလုံးကမန်နေဆိုရင်တော့ဒီကနေ့900ရရှိမှဖြစ်ပါတယ်အပုံစံသွားမှဖြစ်ပါတယ်ဒီမှာတငယ်ချင်းတို့အနေနဲ့ပေါ့ဗျာပြောင်းလို့လည်းရတာဖြစ်ပါတယ်ဥမာ slot again နေမှာပေါ့ဗျာတငယ်ချင်းတို့ဒီအသင်းတွေဘာတွေမကြိုက်ဆိုရင်လေဒီကောင်ပြောင်းမှကျွန်တော် ပြောင်းလို့ရတာမျိုးရှိပါတယ်တငယ်ချင်းတွေကဘာတွေယူထားလဲပေါ့ဗျာ frank prediction မှာလိုက်မှာတငယ်ချင်းတွေကလည်းတငယ်ချင်းတို့ copy လုပ်လို့ရပါတယ်ဗျာဒီပ ုံစံမဲ့ Red Group တို့ Let's Chant တို့ Grand Final လို့မှာတကယ်ကျတော့ကိုကြိုက်တဲ့အသင်းပေါ်ရနိုင်နိုင်ရရှိတဲ့အသင်းတွေကိုတကယ်ကျတော့ရွေးလိုက်ပါတယ်။ရနေချီရမယ်ဆိုရင် Quinny ရရှိမှာဖြစ်ပါတယ်။ဒီမှာကျတော့မြန်မာအသင်း Barmis Gold PG ကတော့၂ရက်၁၂လနေကျော်၄ရက်၁၂လတိဆိုးရမှာဖြစ်ပါတယ်။အဲ့အချိန်ကျမှပေါ့ဗျာဒီရဲ့ event ကပွင့်မှာဖြစ်ပါတယ်။အဲ့အချိန်ကျရင်ကျတော့မြန်မာအသင်းကိုရွေးပြီးမှကျပွဲစဉ်တွေကိုလည်းအားပေးကြရအောင်ဗျာ။တခြားကျတော့ဘယ်ကနေယူလို့ရသလဲဆိုတော့အောက်မှရှိမယ်ဆိုရင် tournament ဆိုရင်မှတွေးမြင်ရမှာဖြစ်ပါတယ်။ဒီမှာဝင်လိုက်ပါ mission တွေဆိုးရမှာဖြစ်ပါတယ်။ mission တွေဆိုရင်မှတကယ်ကျတော့ဒီရဲ့ပေါ်ရ PMGC point တွေယူရမှာဖြစ်ပါတယ်။ mission တွေကလည်းခက်ရခက်စစ်မရှိမရှိပါဘူး။အဓိကတော့ဒီရဲ့ event မှာအများနဲ့ဝ င်ရမှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရမယ်ဆိုရင် PMGC point တွေရရှိမှာဖြစ်ပါတယ် cholesterol လိုလိုက်ပါမယ်နောက်တစ်ခုကတော့ live stream ကိုမိနစ်60ကြည့်ရမှာဖြစ်ပါတယ်မနေ့ပြန်ပေါ်ရ live flower လိုက်မယ်မြန်မာစံတော်ချိန်ညနေပေါ်ရ6:00နာရီ6:00နာရီခွဲလောက်ကနေစရင်မှာကျတော့ live flower မှာဖြစ်ပါတယ်အဲ့ချင်းကြတဲ့ကြိုဒီ event နဲ့ဝင်မှာဒီတိုင်းလွတ်ထားလိုက်ရပါတယ်ပွဲရုပ်ပေါ်ရ9:00နာရီမှာကြည့်လေရပါတယ် ွဲဒီပါတွေမကြည့်ဘူးဆိုရင်တကယ်ကြီးဒီတိုင်းပေါ်ရာ game mode တလောက်မှဖွင့်ရင်မလွတ်ထားတယ်မိနစ်60ပြည့်သွားတယ်ဆိုရင်ဒီကနေကျော်တည်း coin တွေရရှိမှဖြစ်ပါတယ်ဒီက coin တွေကိုတကယ်ကြီး redeem လို့လို့ရပါတယ်ဗျအောက်မှာချိန်ရမယ်ဆိုရင် coin တွေပေါ်ပြတ်တက်သွားနေများဒီမှာချိန်ရမယ်ဆိုရင် reward တွေရရှိမှဖြစ်ပါတယ်အခြေရှိပါတယ်ဒီက token ပေါ်ပြတ်90ရရှိသွားပြီဖြစ်ပါတယ်လက်ရှိကျွန်တော်မှချိန်ရမယ်ဆိုရင် coin ပေါ်ပြတ်90ရှိသွားပြီဖြစ်ပါတယ်တခြားလောက်ပေါ်ပြတ် spin လုံးကြီးကြီးရအောင်များဒီကနေပါရရှိမယ်လဲဆိုတော့ ကောင်းတဲ့ item တွေရရှိမှာမဟုတ်ပါဘူးယောက်ခီ BP ရရှိသွားပြီဖြစ်ပါတယ်ဒီကောင်တွေတက်သွားနေမြဲဒီကနေ့တကယ်ကျွန်တော် reward တွေရရှိမှာပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပြီတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ